မလေးရှားနိုင်ငံမှာတရားမဝင်အလုပ်လုပ်ကိုင်တဲ့နိုင်ငံသားတွေကိုဖမ်းဆီးတဲ့ operasi ဖမ်းဆီးမှုတွေနေတိုင်းနေပါလုံဆောင်နေပြီးမေလ9ရက်နေ့ကကွာလာလမ်ပူမြို့မှာမြန်မာအပါအဝင်နိုင်ငံသား1300နီးပါးဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။သီရိသတင်းပေးပို့ထားပါတယ်ရှင်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာမေလ9ရက်နေ့တနေ့တည်းတရားမဝင်နိုင်ငံသား1300နီးပါးဖမ်းဆီးမိခဲ့တယ်လို့မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနကမေလ10ရက်နေ့မှာထုတ်ပြန်ပါတယ်။ တရားမဝင်နိုင်ငံသားတွေအများဆုံးအလုပ်လုပ်ကင်နေတဲ့ကွာလာလမ်ပူမြို့ကနေရာ16နေရာကိုဝင်ရောက်စစ်ဆေးပြီးနိုင်ငံသား1956ယောက်ကိုစစ်ဆေးကတရားမဝင်နိုင်ငံသားအယောက်1290နဲ့လုပ်ငန်းရှင်17ယောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးခံရသူတွေထဲမြန်မာ၊ဘင်္ဂလားဒေ့ရှ်၊နီပေါ်၊ပါကစ္စတန်၊အင်ဒိုနီးရှားစတဲ့နိုင်ငံသားတွေပါဝင်တယ်လို့သိရပါတယ်။မေလာကစတင်ပြီးဆောက်လုပ်ရေး၊စိုက်ပျိုးရေး၊ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ နိုင်ငံခြားအလုပ်သမားတွေကိုအလုပ်ခန့်တဲ့နေရာမှန်သမျှကိုစစ်ဆေးဖမ်းဆီးမှုတွေလုပ်သွားမယ်လို့လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ထားပါတယ်အဲဆက်တော့ညချင်းနေတဲ့နေရာမှာဖန်ဆီးရမြားပေါ့နော်နောက်တစ်ခုကျတော့တိုင်ချောင်းမှုရှိတဲ့နေရာတွေပေါ့နော်တိုင်ချောင်းမှုရှိတဲ့နေရာတွေမှာဖန်တယ်လေးရဲ့ဒီနိုင်ဆက်တော့ညစုလောက်ခံနေတဲ့လုံလုံမဲ့ခုံပါဝင်ရောက်ဖန်ဆီးရတော့ပါလို့ရှိတာပေါ့နော်ဖန်ဆီးမှုတွေကလုံးဝရစ်တန်သွားတာမျိုးမဟုတ်ဘူးပေါ့နော်နေသွားတာတော့များသွားတာအဲ့ဒါပဲရှိရပေါ့နော် ဒီနောက်ပိုင်းပြန်ဒီမှာဖန်စီတာတော့ဘာလို့ပြန်စီလာပြီပေါ့နော်မနေ့ကဆိုလို့ရှိရင်တရက်တည်းနဲ့လေမနိုင်တော့ပေါ့နော်ဒီပေါ့တထောင်နဲ့နေရာချော်ဖန်စီခံရတရားမဝင်နိုင်ငံသားတွေကိုအလုတ်ခတ်အပ်တဲ့လုပ်ငန်းရှင်တွေကိုလည်းမလေးရှားအစိုးရကပုံမှန်39ပြီတရားမဝင်နိုင်ငံသားအလုတ်ခတ်မှုနဲ့တရားစွဲပြီးအလုတ်သမားတယောက်အတွက်မလေးရှားငွေ9000ကျပ်တန်ငွေဆောင်ကြရတယ်လို့သိရပါတယ်2025ခုနှစ်အတွင်းမလေးရှားနိုင်ငံမှာဖမ်းမိတဲ့တရားမဝင်နိုင်ငံသားတွေကို တရားရုံးတင်ထောင်ချပြီးဆလံကောပြည်နယ်မှာတော့ဖမ်းဆီးမှုများတဲ့အတွက် UN ကကင်ဆောင်သူတွေကိုထောင်မချပဲနိုင်ငံကိုတိုက်ရိုက်ပြန်ပို့တယ်လို့သိရပါဗျ။အကူအညီပေးနေသူတွေရဲ့စာရင်းအရ2025ခုနှစ်ပထမ၄လအတွင်းမလေးရှားနိုင်ငံမှာဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားအယောက်1500ဝန်းကျင်ရှိပြီလို့သိရပါဗျ။နေမြေတ ခုမှစိတ်ယုံကအများကြီးရှိတယ်အလဲကျအလဲကျစိတ်ယုံတွေကိုဝင်ဝင်ဝင်ဖန်နေတာအခုဒီလိုမျိုးဆော်လို့ရေး site တွေသူတို့ကဘယ်လိုပြောရမလဲဆိုတော့ season တကျ plan တကျဆွဲထားပြီးတော့တွားနေတဲ့ပုံစံမျိုးဖန်နေတာပါဝင်လာတဲ့တူတွေရဲ့ပုံစံ outline နဲ့ဝင်လာတဲ့တချို့တွေကျတော့အလဲ visit နဲ့လာတာအဲတချို့တွေကျတော့ permit နဲ့နေထိုင်ပြီးတော့ကြော်လွန်သွားတာတာမျိုးပေါ့နော်ဒီ case နှစ်ခုပါပဲအဓိကကတော့6မြင်းဆုံးတစ်ကငယ်တရားမဝင်နိုင်ငံကိုဝင်မှုနဲ့အပေါ်လန်းနေလာပြီးတော့ visa ကြော်လွန်သွားပြီးတော့ overstay ပါ နော်စင်ငါမီဆုံမေလာခုနှစ်ရက်နေ့ကလည်းမလေးရှားနိုင်ငံကျူဟိုးပြည်နယ်ပီကန်နီနာကန့်ကမြန်မာနိုင်ငံသား68ယောက်ပါဝင်တဲ့တရားမဝင်နိုင်ငံသားတရား10ယောက်ကိုလူဝင်မှုကြီးကြပ်ရေးကသက်ဆိုင်ရာနိုင်ငံတွေကိုပြန်လည်ပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။ကျမဒီဂရီပါ you